လိုက်မှွေကြတာမွေတော့ကိုယ်တွေလည်းပါသားဆိုသူတို့မွေလိုက်ကြည့်တာပေါ့လိုက်ကြည့်တော့သူတို့မွေကိုယ်တို့လိုက်မှွေရောပေါ့အဲသူများပစ္စည်းတွေယူကြတယ်လူတက်တာလူပြည်သူတွေတက်ပြည်ပြည်သူကတော့နှစ်ယောက်သုံးယောက်လောက်တော့သူတို့တက်တယ်မလားကိုယ်တွေကတခါမှလည်းလုပ်ဘူးတာမဟုတ်ဘူးမသိရောင်ဆောင်ပါတစ်ချက်ရတယ်မင်းကဘာဖြစ်လို့လဲအဲ့ဒီတော့မင်းမချိုးရဲဘူးလားပေါ့မင်းတို့ပါသားတွေကကြောက်လို့လားပေါ့ ျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်မယ့်အောင်ဝင်ဆုံးရနော်မောင်ဝေမောင်ဝေတက်တဲ့ရလား၄၅ခင်ဗျာတင်တန်းကြတော့ဘယ်ဘယ်မှာတက်ခဲ့တင်တန်းကြကျွန်တော်တောင်းဦးမှာခင်ဗျာတောင်းဦးအုတ်တန်းကတားတယ်ဘက်စင်ရပတ်စင်ဆက်တက်ခင်ဗျာဟိုဘလိုဘလိုဖြစ်ပြီးတော့တက်ထက်ရောက်ရောက်လာကျွန်တော်ကရွာနေပြီးတော့ထွက်လာတယ်ခင်ဗျာ ထွက်လာပြီးတော့ကျွန်တော်တို့ကြိုက်ခမီးမှာပင်လယ်လိုက်ပါတယ်ပင်လယ်လိုက်ပြီးတော့ကြိုက်ခမီးမှာသူရငါကလည်းအနိုင်ကျင်းကြတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီတားကြီးအေးသူကနေပြီးတော့ကြိုက်နှပ်ပုတ်ခတ်ပြီးတော့ကျွန်တော်တို့ထိုက်လိုက်တာမင်းတငယ်ချင်းပေါ့မင်းတငယ်ချင်းကျွန်တော်တို့တော့ဟုတ်ကဲ့ကျွန်တော်9ယောက်လောက်ပေါ့9ယောက်လောက်ပင်လယ်သား9ယောက်လောက်ကျွန်တော်တို့ထဲလိုက်တယ်ထဲလိုက်ပြီးတော့ကျွန်တော်တို့အဲ့တောင်အုပ်တွင်းမှာတနံပဲတနံတက်ပြီးတော့တနံပြရနဲ့ပဲရောက်လာတနံမီတာနဲ့ကျွန်တော်တို့ရန်ကုန် သွားရမယ်။ဆောင်းသွားနေပြီးတော့ဒီဘောက်ကြောင့်တင်းမောနဲ့ကဲပြီးတော့မှရတယ်ဒီဘက်။ဘေးကငါပို့တယ်။ဘေးကဘယ်ပို့မယ်ဆိုတော့ပြောလိုက်တာ။အဲ့လိုတော့မပြောဘူးနဲ့။ဘာလို့လဲကျွန်တော်လည်းဘယ်သွားလို့သွားမယ်ဆိုတာလည်းမသိဘူး။သူတို့ခေါ်တဲ့နောက်ပဲလိုက်တာ။ပြောရင်တင်းတန်းမှာပါတယ်ပြောရတယ်။တင်းတန်းမှာသူတို့ပြောတာတော့ကျွန်တော်တို့အေးရရောင်းမယ်ပေါ့။ထိုင်တက်လောရမယ်လို့တော့ပြောပါတယ်။လာသားတွေလည်းကောင်းတယ်ပေါ့။ကျွန်တော်လာသားဘယ်လောက်ရမယ်လို့ပြောလဲ။လာသားကိုကြာတော့ကျွန်တော်3သိန်းနဲ့တက်တောင်ရမယ်လို့ပြောတယ်။ဒီရောက်တော့အပိုးတွေပါ။ ကျွန်တော်တို့တန်းကြောင်လာတာတော့မပေးပါဘူးတန်းကြောင်လာတာတော့မှကျွန်တော်တို့တိုင်မီတော့တောင်းတယ်အဲ့ဒါလည်းမပေးပါဘူးတိုင်မီတောင်းလည်းမရဘူးပေါ့မရဘူးဒီဒီရောက်တော့ဒီရောက်လည်းမရဘူးပေါ့မရဘူးမရဖုန်းနေလည်းတိုင်နာတယ်ကျွန်တော်တို့တန်းကြောင်ပါတယ်ဖုန်းနေလည်းအကုန်တိုင်နာတယ်ဖုန်းလည်းပေးမကန်အရာတွေကကြတော့ကျွန်တော်တို့အဲမကိုက်နေဘာလို့ဆိုတော့ဖုန်းမရှိတဲ့ခါကျတော့ကျွန်တော်ပြင်းနေတယ် တက်ထဲမှာကြီးပဲကျွန်တော်တို့နေရတယ်ဟုတ်မယ်။ရောက်တဲ့15ရက်လောက်ပေါ့တက်ထဲမှာဖတိတ်လောက်တယ်ကျွန်တော်တို့ပြီးလို့စဉ်ညနေဆိုလို့စဉ်ရက်သမားဆိုရင်တော့၄နာရီခွဲဆိုရက်တော့တယောက်တပူပေါ့အဲ့ဒါကြီးရောက်ရတယ်။ကျန်တဲ့ကောင်တွေကြတော့ဘာမှလောက်ကြမရှိဘူး။ဘုံမှကိုင်းနေမှမရှိဘူး။မရှိတော့ပြင်းတဲ့ကကြတော့ရှူချောက်ထွက်ပြီးရတယ်။မင်းကျွန်တော်ထွက်ပြီးရမိရသူတို့ရိုင်းနှက်တယ်ထွက်ပြေးသွားပြီပါဗျာဟုတ်ထွက်ပြေးကြတယ်ကျွန်းတဲ့ငယ်တော်များများပါပဲထွက်ပြေးတာတော့ ါမဲ့သူတို့ပြန်မိတဲ့လူက200ကျော်လောက်ရှိတယ်။ပြီးကြကြိုက်နှက်တယ်သူတို့ပြီးရင်ပြန်ထည့်တယ်။အခုကျွန်တော်တို့ဒီဘက်ကိုစစ်ကြောင်းထွက်တဲ့ခါကျတော့အကောင့်မှာထည့်ပေးလိုက်တယ်။အဲဖမ်းမိတဲ့လူတွေပါထည့်ပေးလိုက်တယ်။အာဖမ်းမိတဲ့ကောင်တွေမှာထည့်ပေးလိုက်။မင်းတို့ထွက်မပြေးနဲ့ထွက်ပြေးလို့တင်ပြတ်တတ်မယ်လို့ပြောတယ်။အားလုံးဒီကောင်တွေလည်းပါလာတော့ကျွန်တော်တို့ဒီတဝက်ရောက်ပြီးဘယ်နဲ့ဘယ်နဲ့ဘယ်နဲ့ရဲလောက်ကြာမှထွက်ရလဲရှင်းတဲ့တို့ရောက်ပြီးကျွန်တော်15ရက်လောက်ကြာမှထွက်ရရှင်းတဲ့ဘယ်လိုထွက်ရလဲ ကျွန်တော်အဲ့တော့ကျွန်တော်တို့နယ်မဟုတ်တော့မသိဘူးညဘာလို့သူတို့သွားတဲ့နောက်ပဲဆက်ထွက်တယ်ကျွန်တော်တို့၄၅နဲ့ပြီးတော့၄၅နဲ့ဆက်ထွက်တယ်ဟုတ်ကဲ့၄၅နဲ့၄၄နဲ့ပေါ့ကျွန်တော်တို့နှစ်ဖွဲ့ထွက်တယ်နှစ်ဖွဲ့ထွက်လာပြီးတော့ခွဲသွားရတယ်ခွဲသွားတော့လမ်းမပါတယ်ဖြစ်တယ်တခြားတော့ဓမ္မကျွန်တော်တို့ဖုံးကြောင်းတစ်ကြောင်းမှတဲရဖုံးကြောင်းအဲ့မှာအလှလုံးနေပထမဆုံးကျွန်တော်တို့ထွက်လာတဲ့အချိန်မှာအလှလုံးတော့ကျွန်တော်တို့သူတို့ကပါစားတွေဆိုတော့လေနေရာလိုက်ရှာပြီးတော့ပေါ့ ဘယ်ကောင်တော့ဘနာမှကင်ဆောင်ဘယ်ကောင်တော့ကင်ဆောင်ဆိုတော့ကျွန်တော်တို့ကြတော့ဖုံးချောင်းအဝါမှကင်ဆောင်နိုင်တယ်ဗျအဲ့ဒီမှာကျွန်တော်ကင်သဆောင်မယ်လို့တော့အဲ့ဒီသူတို့ကတော့ပြောတာတော့ဆရာလို့တော့ပြောတာပဲအဲ့ဆရာဟဲ့မင်းမသွားနဲ့မင်းတို့ကောင်နေအဲ့နေရာနဲ့မင်းတို့နဲ့မတန်ဘူးရေချင်းမရှိဘူးပေါ့နော်ကျွန်တော်ရင်မဆောက်ပြီးတော့သွားလိုက်တယ်သွားသွားချင်းမှာပဲဟိုဘက်ကကျွန်တော်တို့လမ်းပြလိုက်တာလမ်းပြလိုက်တော့အဲ့လူမှောင်သွားတယ်ခင်ဗျပွဲချင်းပြီးတိတ်သွားပါတယ် တေသွားတဲ့ကျွန်တော်လည်းကြောက်လာနေဘာလို့လောက်အောင်မသိဘူးကျွန်တော်လည်းဝင့်နေတာပေါ့ဝင့်နေတော့အဲ့ဒါသူတို့ဆိုင်ငါလုံးမသားမင်းဘာလုံးတွေလဲပေါ့မင်းပထွေးတေသွားရင်မင်းတွေ့လာမင်းအမောင်ကာပြစ်ပါပြစ်တဲ့ညာပြစ်တယ်ဆိုကိုတွေမှမသိရတာခါမှတွေ့ကြုံမရှိတော့လေအာကြောက်ပြီးတော့ကျွန်တော်ပုံတော့အကန့်ခံရတယ်အဲ့ဒါလေကံပြီးတော့အေးပေါ့သူတို့ချတဲ့နေရာဟိုနားမှာတန်းနေဆိုတော့ဒီလောက်ပြစ်နေခတ်နေတာကိုကိုကဘယ်လိုတန်းနေမလဲအဲ့ဒါသူတို့ကမောင်းပြီးတော့ကိုတွေတင်းတယ်ဒါမှမဟုတ်လေသူတို့ကကြောက်ရတာတမျိုးဟိုဘက်ကြည်တန်ကြောက်ရတာလေတမျိုးပါ အဲ့မှကျွန်တော်တို့အဲ့ဒါပထမအောင်စတွေ့တယ်တွေ့ပြီးတော့သူတို့အခဲမကြီးတော့လိုက်တယ်ပေါ့နောက်ကနေရွာတွေရှင်းလင်းတယ်လိုက်တယ်ပြီးရွာတွေမီးရှို့တယ်ပေါ့အဲ့လိုမျိုးလောက်ကြတယ်ပြီးလို့ဆိုရင်အဲ့ဒီရွာရှင်းသွားပြီဆိုရင်ရွာမနေရတယ်ရွာမနေပြီးတော့ကျွန်တော်တိတိလောက်ဆိုတော့ညနေကျတော့လိုက်မှွေကြတာမွေတော့ကိုယ်တွေလည်းပါးသားဆိုသူတို့မွေတွေလိုက်ကြည့်တာပေါ့လိုက်ကြည့်တော့သူတို့မွေကိုယ်တို့လိုက်မှွေတော့ပေါ့အဲ့သူများပစ္စည်းတွေယူကြတယ်ကောင်းတဲ့ပစ္စည်းတွေရောမကောင်းတဲ့ပစ္စည်းတွေရောပေါ့ ျွန်တော်လည်းတွေးရတယ်လိုက်ဆွဲတော့ဆွဲဆွဲတာပဲဟိုဆွဲတယ်ဆွဲ90တန်းအစားကျွန်တော်ဆွဲပါတယ်ဘာလို့တော့လိုက်စုတာပေါ့ကိုကအကြံစီသမားလေးပတ်စံရှိလို့စင်ကျွန်တော်လက်မှာပြီးမှာပေါ့ပတ်စံရှိမှပြီးမှာပတ်စံရှိမှပြီးမှာပတ်စံမရှိဘဲနဲ့တော့ပြေးလို့မရပါဘူးအားနဲ့သူတို့ဆွဲလိုက်ဆွဲတယ်ဒါနဲ့သူတို့ကြတော့ကျွမ်းကျင်နေတာပေါ့ကျွမ်းကျင်တဲ့ခါကျတော့အကောင်းစားတွေရကြတယ်ကျွန်တော်ကတော့အဆုပ်ပလုတ်တွေပဲရပါတယ်အဲ့လိုပေါ့အဲ့ရွာကျွန်တော်တို့ပြီးွားတယ်ပြီးွားတော့သူတို့ PDF ရွာဆိုပြီးတော့ဗောနော်မရေချိုးတာနဲ့လူတက်တာလူပြည်သူတွေတက်ပြည်သူကတော့2ယောက်3ယောက်လောက်တော့သူတက်တယ်မဲ့ပြည်သူ2ယောက်3ယောက်လောက်တက်တယ်ဆိုတော့ပြန်ပြီးတော့တက်ပြတာညင်းတော့ညင်းပန်းတော့မဟုတ်ဘူးအိမ်ထဲမှာဗောနော် PDF ဆိုတော့သူတို့တွေ့လားရွာသားတွေခင်ဗျာရွာသားတွေကို PDF ဆိုရွာသားတွေကို PDF ဆိုတော့သူပြတ်တတ်တယ်တယောက်ကလေဘက်လေဘက်လာခဲ့ရတာမသွားနိုင်ဘူးလားဖျားနေတဲ့ပုံစံမျိုးလားသူလမ်းမချောက်တဲ့ပုံစံမျိုးသူကလူတောင်မတည်နိုင်တဲ့လူခင်ဗျအဲ့ဒါကိုသူတို့ရရဆက်ဆက်ပြတ်တတ်ပါလေ ဒါပေမဲ့ကျွန်တော်တို့ကြတော့ဝန်တိုးပါငွေလည်းမရှိဘူးပြောပါငွေလည်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနောက်ဆုံးနေပြရတယ်ကျွန်တော်ဆိုလို့ရင်အခုကျွန်တော်တို့အထက်ကပါနော်မရှိ့ခိုင်းတာဟဲ့အဲ့မီတချို့ကျွန်တော်ပြောတယ်ကိုရီးယားတကားမှလည်းလောက်ဘူးတာမဟုတ်ဘူးမသိရောင်ဆောင်ပါတစ်ချက်ရရဲ့မင်းကဘာဖြစ်လို့လဲအိမ်ကောင်မီးမချို့ရဲ့ပါဘာမင်းတို့ပါစားတွေကကြောက်လို့လားအိမ်တလုံးရဖို့ကကျွန်တော်တို့အနေနဲ့မလွယ်ပါဘူး။ကျွန်တော်တို့တောင်းလို့လေဓမ္မတွေဆိုတော့အိမ်တလုံးရဖို့မလွယ်ဘူး။ ကျွန်တော်ဆိုရင်အိမ်လောင်ကြတယ်အိမ်လောင်ကြပြီနဲ့ကလှုပ်စားလာတာကိုကျင့်ကြီးကိုအိမ်တလုံးမရအဲ့တော့အိမ်တလုံးလုံးရှုပ်ကျင့်နိုင်သူတို့လည်းဆွေးနိုင်လှုပ်စားတာအဲ့သူတို့နှိုက်ဆက်တယ်ကိုလည်းရိုက်နှက်တာပေါ့ရိုက်တော့လည်းရိုက်ပေါ့ဆက်နေသူတို့ကတချို့လာတယ်ကြီးပေါ့ဘယ်လောက်လောက်ရှုပ်လိုက်လဲကျွန်တော်မြင်တော့သူတို့ပထမအဆုံးဟိုရွာထိပ်ကနေတော့စချိုးတာပဲချိုးလိုက်တော့တထန်းလောက်မှာပါပြောမှဆိုရင်တော့ ကျော်လုံးကျော်ပဲပေါ့ကျော်လုံးကျော်ပဲပေါ့ချိုးမရတဲ့အိမ်ကြီးကြတော့တိတ်မလောင်ဘူးအဲ့လိုမျိုးလေကောက်အိုးတွေရှိတဲ့အိမ်တွေရှိတယ်ကောက်အိုးတွေကထားပေါက်တာတော့ပါတော့အဲ့လိုမျိုးကျွန်တော်တို့ဝင်မယ်ဆိုဟာအမကောက်အိုးရှိတယ်ငါတို့မီးရှို့လာတယ်မသွားနဲ့ပေါ့နော်အဲ့လိုမျိုးအဲ့နေကျွန်တော်တို့အဲ့မှာဆက်ကြောင်းပြီးလို့ထပ်ထွက်လာတယ်ထပ်ထွက်လာရှိမှတော့ခဲ့အောင်တိုက်ပွဲဖြစ်တယ်ပေါ့တိုက်ပွဲဖြစ်တော့ကျွန်တော်တို့သူတို့တတ်ခိုင်းနေရကျွန်တော်တို့တတ်ဆိုကျွန်တော်တို့တငယ်ချင်း၄ယောက်ကလည်းအရက်သမားတွေဟုတ်အရက်ကြီးပဲဒါလည်းတောက်လာတယ် စိတ်ကညက်တော့ရွာတဲ့ကဝင်းနေတွေ့တာနဲ့ဒီကောင်တွေကအကုန်လိုက်ဆွဲတယ်ကျွန်တော်တို့ကပါဆိုရရက်ပလင်းလိုက်ချာကျွန်တော်ရက်ပလင်းလိုက်ချာငွေချင်းလေးရောက်အရက်ပလင်းတွေ့ပြီဆိုရင်အကောင်းသားရက်တမီဘူးကျွန်တော်အစီပလင်းပဲယူတယ်အစီပလင်းကိုဖောက်တယ်ဖောက်ပြီးတော့ဘူးတဲ့ကိုငွေချင်းတယောက်တူဘူးတယ်ယူပြီးရေတယောက်တူထည့်လိုက်တယ်တကယ်လို့တိုက်ပွဲဖြစ်တာငွေချင်းသူတဘူးကိုတော့သူတို့ဘန်းသူပြပြမပြပြထိုင်ဝက်ပြီးတော့ကျွန်တော်ချပြီချပြီးတော့သူတို့ကပြောတယ်ဟဲ့အောင်နဲ့ จาทูเมะတဲ့ကျွန်တော်တို့ပြောတာကျွန်တော်တို့တင်နှံ့ညောင်းမှတင်တယ်ဆိုတော့ဒါจาทูတယ်ဆိုတော့จาဆိုဩပြီးတက်ပြီးတယ်ခင်ဗျအခုတို့ကจาทูမယ်အတုလို့လည်းမပြောဘူးတို့အချင်းချင်းကတော့တို့ပြောတာဗျာจาทูမယ်အတုကိုကရန်သူကပြင့်နေပြီဟောတို့ပြောတယ်ကိုကရန်သူကပြင့်နေပြီငါတို့จาทูမယ်အဲ့အတန်ကြရင်တို့ပြေးမှာပဲဆိုတော့ကျွန်တော်တို့မပြောတော့ကျွန်တော်တို့ကလည်းရက်ထိုင်သောင်းနေတာဆိုတော့မသိဘူးလေငူးကြောင်ပတ်ကြောင်နဲ့จาဆိုကျွန်တော်လေးရောက်ပြီးရဲ့ဒီတော့ဟိုဘက်ကကျွန်တော်တို့ရဲဘော်ပေါ့နော် 到恁爷爷屋里吧，我见到了要不就夹在楼里头。我问别的，我见里要别的个叫比路面了，还稍微多少点油。我一屋里来说家里家安了哈，一屋一高不，一屋高了，第二慢慢的来那边集体完了，俺就拿水头来的。哎，你那别个不煮麻辣么？见几斤呢？第二，另外就老别多的开的比了，见侬煮来着了。哎，到恁爷我三年要老过去么？见到都不个要吃些老些。 ကြည့်လိုက်တာသူတို့ကရှေ့ဆုံးအပြေးနေရောတကယ်ဒိတ်တွေကရှေ့ဆုံးအပြေးတော့ကျွန်တော်တို့ကပါစတယ်ဆိုတော့ဘယ်လိုလုပ်မလဲအဲ့ဒီအချိန်မှာနောက်ကနေလိုက်ပြစ်တယ်ကျွန်တော်တို့အုပ်လိုက်ကြည့်ပြီးတယ်ပြီးပြီးတော့အပေါ်မှာတောင်းအောင်နားတယ်အပေါ်ရောက်တဲ့အထိလိုက်ပြစ်တယ်ခဏလိုက်ပြစ်လေသူတို့ကပြေးလေသူတို့ပြေးကိုပြေးပေါ့ပြေးအောင်ရောလုံးပြေးတယ်ပြေးပြီးတော့သူတို့တော်တဲ့ရောက်တဲ့ခါကျတော့အဆက်အသွယ်လမ်းလောက်တယ်လင်းရင်အဘအဘပေါ့ဒီမှာတအားများတယ်ပေါ့ရန်သူအင်အား250လောက်ရှိတယ်ပေါ့ အာကျွန်တော်တို့လိမ့်မြန်ကူနဲ့ဟိုကလက်နက်ကြီးအကူတွေပြစ်ပေးပါအောင်အမမလူ12ရလောက်ရှိရအဲ့ဒါအုတ်လိုက်ကြီးကြောက်ပြီးပြေးရကိုလည်းလိုက်တာဗောကြော်လန်နေပဲပြောကောင်းမလဲနောက်ကြရဲ့6လောက်တစ်ဆက်ပါဝယ်ပြေးသလားမမင်းနဲ့တငယ်ချင်း၄ယောက်သားအထောက်တောင်ကြံနေခဲ့တယ်တနတ်တွေလည်းကြံနေခဲ့လို့ကြံနေခဲ့ဗောအာဟိုအောင်နေဒီလိုတင်တနတ်တွေပဲကြံနေခဲ့ပါအဲ့လိမ့်မြန်လာချပြီးတယ်အမှလည်းအဲ့ရွာမှာတော့တော်တော်ပြက်စီသွားရဲ့လိမ့်မြန်ကျဲသွားတယ်လက်နက်ကြီးတွေထူတယ်ဗော ထူးထူးရှင်းသွားတဲ့ခါကျတော့အကုန်လုံးဝင်ကြတယ်ဝင်ပြီးအတာတိုက်ကိုမြှို့ဆိုးတော့တာလူတွေ့လူတက်ပေါ့တွေ့တဲ့အကုန်တက်တာရရဆက်ဆက်ပါပဲကျွန်တော်အမြင်မှာတော့တစ်ခါမှမတွေ့ဘူးကောဒီလောက်မှရိုင်လာလည်းမတွေ့ဘူးကောအဲ့ဒါပြီးတော့လည်းအင်းဒီဒီလိုပါပဲလန့်လောပြန်တာပဲယူတာပဲအကုန်လုံးပစ္စည်းတွေမှမများအကုန်သေးတယ်ကောင်းတဲ့ဆိုတဲ့ဆိုင်ကလေးယူတယ်ဘေးနားမှာကတ်ထားတယ်ပြီးလို့စင်မြတ်ဖြတ်ဆက်တွေ ီးမီးဇက်တွေပေါ့နော်အကုန်လုံးစက်မှန်သမျှအကုန်လုံးဖယ်ပြီးတော့ထားတာပေါ့အကုန်လိုက်တယ်ပြရတယ်ကျွန်တော်ဒီဝန်သူကားလိုက်နေကဲအဲ့လိုမျိုးကားလိုက်နေဘယ်ပို့လဲသိလားကားလိုက်နေတော့ဘယ်ပို့လဲတော့မသိဘူးသူကားလိုက်နေကဲတာတော့သိတယ်ကျွန်တော်တင်ပေးလိုက်ရကျွန်တော်တင်ပေးလိုက်ရကားလိုက်နေကဲရပါတယ်ကျွန်တော်တို့ကြတော့သူတို့သွားတဲ့နောက်ပဲ6ပတ်လိုက်တယ်သူတို့အိမ်ဝင်ကြောင်းလည်းမှုရပါပဲသူတို့ကတော့အကောင်းသားတွေယူကြတာပေါ့ကိုရီးယားတော့ရရယူမှာစေကျွန်တော်ယူတာပဲ ခါကြလို့စင်ကို့အရင်ခက်ကပတ်စံရောဘာရောပါတာမသိဘူးပတ်စံမှန်ပြီးတာကျွန်တော်အကုန်တဲထဲ့ယူတယ်ကျွန်တော်လည်းပေါ့ကျွန်တော်အဲ့နေပြီးတော့ဇူလာကနေညဖျောက်ရောက်လာတယ်ညဖျောက်ရောက်လာတော့လာလိုက်တောင်းမှမရှိတော့ဗျာဖက်ပြေးကုန်ဖက်ပြေးကုန်တော့ကျွန်တော်တို့အဲ့ဘာထဲမှာရှင်းလင်းပြီးတော့ညပြားမှာစခန်းနေချကြတယ်ကျွန်တော်တို့တဲတဲ့အိမ်အံကြတော့သူတယောက်တည်းရှိတယ်ဖိုးကြီးကကြတော့ကျမရေမကောင်းတက်လဲကြီးကြီးဆိုတော့အမကျွန်တော်စပုံဘူးပေါ့ ထမင်းချရတယ်ထမင်းချက်တယ်သူတို့ကြက်တွေပါလေရိုက်ချက်ကြွားလေးကြက်တွေလိုက်ရိုက်ချက်ရိုက်ပြီးတာနဲ့ရော့ချက်ကြွားလေးကအဲဈေးဆိုင်နေအကောင်လုံးလိုက်လှန်လို့ပေါ့လှန်လို့ပြီးတာနဲ့ရော့ချက်အကောင်လုံးမနော်သူတို့လိုက်ယူကြတယ်ကျွန်တော်တော့ထမင်းချက်နေခဲ့ပေါ့သူတို့ကအကောင်မူရကျွန်တော်မှလည်းငါအတွက်တော့အရက်လေးတစ်လုံးတော့ချာခဲ့ပြီးသွားအောင်ပေါ့အဲ့ဒါသူတို့အာဘာလို့ဆိုတော့ကိုကစပုံမှုဆိုတော့လိုက်လို့မရဘူးလေသူတို့ကမှွေလာပြီအာသူတို့မှွေလာပြီကျွန်တော်လိုက်ကြည့်တော့ဘာလဲဆိုတော့ အတူတွေရောအစစ်တွေရောရွှေတွေပါလေလဲပါလာတယ်ကျွန်တော်လိုက်ကြည့်တာပေါ့ဟာဟိုလေးကလှတယ်ငါ့ကိုလည်းပြေးပါအောင်ကွာဒီကလေးကလှတယ်ကျွန်တော်လိုက်ဆွဲကောက်လာတာပါလာသေးတဲ့အကြောင်းကျမှာတော့အတူမှမသိအစစ်မှမသိဆိုဒီရောက်တော့မှအတူဖြစ်တယ်ကိုလည်းယူလာတာပေါ့ယူမယူရလဲလိုက်ရတယ်သူတို့ယူလာတာဆရာကြီးတယောက်ယူလာပဲလေသူဆရာကြီးဆိုတော့အကုန်ပတ်ယူလာဖုန်းနဲ့ဆိုလဲ share ကျွန်တော်အမအဲ့ဖုန်းကပါလာတယ်ဖုန်းအဆုတ်လေးဖုန်းအဆုတ်လေးအဲ့ရပဲသူတို့မကောင်းဆိုညွန်လာတယ်ဖုန်းကခလုတ်ကလည်းမရှိတော့ဘူးဆိုတော့ အေးကွာမကောင်းရင်လည်းငါဆန်းကြည့်မယ်ဆိုတော့အားသွင်းလိုက်တော့ဖုန်းကြီးကတော့ကင်လို့ရပါတယ်အဲ့လိုမျိုးပေါ့ယူတယ်နောက်ပိတ်ဆုံးဘယ်လိုဖြစ်လဲဆိုတော့သူတို့လှုပ်ရက်တည်းကတော်တော်ဆိုးလာတယ်ဗျညပြားမှလူတယောက်မှလည်းမရှိတော့ဘူးရန်သူလည်းမဟုတ်ပါဘူးဂျွာသားတွေကကြောက်လို့ပြေးရတာဗျဒါတွေကိုဂျွာသားတွေရဲ့ပစ္စည်းတွေယူတယ်ဗျအဲ့လိုမျိုးပေါ့ဂျွာသားတွေပစ္စည်းနဲတာမပေါ့ဘူးယူတာအမှလည်းဆက်ဆိုရင်ကျွန်တော်တို့မြပြတ်ဆက်ဆို15လောက်မှရှိတယ်ဈေးဆက်ဆိုရင်9လောက် အများကြီးပါပဲဆိုင်ငယ်တွေရောယူကြတယ်အဲ့ဒါတွေကျွန်တော်တို့ကတနေရာပုံလေးရတယ်သူကကားနဲ့ထပ်ခဲ့ရတာအဲ့လိုမျိုးလေးကြွားသားရဲ့ပစ္စည်းတွေပေါ့ကောလုံးယူပါနောက်ပြီးကျွန်တော်တို့အဲ့လိုမျိုးစစ်ကြောင်းလေးလမ်းတော့မှာပဲဗျာသွားတဲ့အချိန်မှာရေတအားထိုးစင်းနေကြရေတအားထိုးစင်းနေတဲ့အခါကျတော့ဥပကံကူးဝါမဖြစ်နိုင်ဘူးမဖြစ်နိုင်တော့ကျိုးတစ်ချောင်းတော့သူတို့တားရတယ်ဝါကျိုးကြီးကြီးလုံးလုံးကျိုးတားရတော့ဟိုဘက်ကူးရတယ်သူတို့ကကူးတော့ ပထမအဦးဆုံးစကူတာတရင်နဲ့ဒုတက်ချက်စကူရတယ်ပြီးွားလို့ဆိုရင်သူတို့ပေါ်တာဆွဲလာတဲ့လူတယောက်ကူခိုင်းတယ်အဲနှစ်ယောက်ရောက်သွားတဲ့ခါကျတော့ကျွန်တော်တက်စိတ်ကဆရာကြီးပေါ့သူက point ပြရတယ် point ပြရတော့သူကူတယ်ကူတဲ့ခါကျတော့လမ်းတဝက်မှာဗျသူကလက်မခိုင်တော့လက်မခိုင်တဲ့ခါကျတော့ပြုတ်ကြတော့မယ်ပေါ့သူပြောတယ်ဘယ်သူမှလည်းမသွားရည်ပြတာအစိမ့်တော့အဲနဲ့ဘယ်သူမှမသွားရဲတော့သူကဂျွာသားကိုကယ်ခိုင်းတယ် တယံမှုပေါ့ဗျာပြောမှလည်းကြည်တော့ဘာသာကိုကဲခိုင်းနေဘာသာကလည်းသူလည်းသိမှကြောက်တာပဲဘာလို့ဆိုတော့ဒီလောက်ရည်သားထိုးစံ့နေရဗျာအဲ့ဒါယွာသားလေးကိုအောက်ကငန်ငန်နဲ့တက်ကဲခိုင်းနေယွာသားလေးလည်းသွားတယ်နှစ်ယောက်ကမျိုးပါတာပေါ့ပါတော့အဲ့ဒီမှာတော့ကံကောင်းနေဗျာမသိဘူးမသိဘူးဆိုတော့ယွာသားကဘာကိုသွဲမိလိုက်လဲဆိုတော့အဲ့ဆရာကြီးကတနောက်သွဲမိလိုက်တယ်တနောက်သွဲမိလိုက်တော့အဲ့ဆရာကြီးကကြတော့ဝေယုံငန်းအောင်သွဲထားတယ်သွဲထားသူတို့နှစ်ယောက်လုံးဆင်ပြီးပါတယ်ဘဘရောက်သွားတဲ့ခါကျတော့နောက်ဆရာတယောက်ထပ်ကူတယ် နှစ်ရက်နဲ့ပေါ့သူကအမေသတိကင်နေနှစ်ရက်နဲ့သူတက်ကူတယ်ကူတဲ့ခါကျတော့လောင်းတော့လောက်ကျတော့ခါပြက်မျောပေါ့မျောကဘယ်သူမှလိုက်မစိမ်မှန်တကယ်ဆိုလို့ဆိုရင်တော့ဒါအိုက်ဆက်တင်တယ်လို့ထင်တာပဲတနောက်ကောလူရောပါပါတယ်ဟာဒီတိုင်းမကြည့်နေကြလိုက်တယ်လေကျွန်တော်တို့ကြတော့လေသူတို့မှမကယ်တဲ့ကျွန်တော်တို့ကြပို့ဆိုတော့မှန်တကယ်ဆိုတော့ကိုကပင်လေလားနေပါတယ်ပြန်မြင်တယ်လိုက်နေရတာပေါ့လောင်းလည်းမရတော့ဘူးပေါ့လောင်းလည်းမရတော့ဘူးလေလက်စပြက်ပဲတနက်ရောလူရောပါပါတယ်တနောက်ကောလူရောပါပါတယ် အဲ့အနေသူတို့မဖြစ်ဘူးဒီတိုင်းဆက်ကူးမယ်ဆိုရင်အကုန်သေးအောင်လဲမှာပေါ့ဟိုဘက်ကအဲ့ဒီမှာကျွန်တော်ပါပါသေးတယ်ကျွန်တော်ပါတကူလိုက်တယ်အဲ့ဆရာမျောသွားပြီးတော့ဟိအောင်နဲ့မင်းကူးတဲ့ဆိုကျွန်တော်ကူပါဟိုဘက်ကရောက်သွားရောက်သွားပြီးတော့ဟိုဘက်ကရောက်လို့မှမကြသေးဘူးဟိအောင်နဲ့ဒီတိုင်းဆိုရင်အကုန်လုံးသေးအောင်လဲမယ်တဲ့မင်းတို့ဟိုဘက်က၅ရောက်ပြန်ကူးလာခဲ့ဆိုနှစ်ခါပြန်ကူးရတာပေါ့နှစ်ခါပြန်၆ရောက်ရောက်မယ်ဆိုနှစ်ခါပြန်၆ရောက်ပြီးတော့ကျွန်တော်အဲ့နေပြန်ဖတ်လာတယ်ရှေ့ရတော့ဒီကောင်ကရုံပြင်နေကြရှင့်နေတယ်ရှင့်နေတော့ တမိုင်မတထွေတွေပေါ့ကျွန်တော်တက်ဆိတ်ရအောင်ပြောလဲသူကကြတော့လဲဟိုပေါ်တာဆွဲခံရတာဆိုတော့စိတ်လည်းမပေါ့ကျွန်တော်မင်းဘလို့ဖြစ်နေလဲတမိုင်မတထွေမင်းတော့တည်တော့မယ်ဟိုကအဲ့လိုပြောတာပေါ့ပသက်ကလည်းစားငါဆွဲမပေါ့တငယ်ချင်းရတာငါမလုပ်မလုပ်ရှင်စိတ်မပါလည်းမရဘူးတငယ်ချင်းအေးသူကတော့သူတို့ခေါ်တဲ့နောက်လိုက်ရမှာပဲ၆၆ဆိုတော့ဒီလိုပဲအိပိုက်ပဲလိုက်တော့ကျွန်တော်ချောင်းချောင်းထပ်ဖြတ်အောင်မယ်ထပ်ဖြတ်အောင်မယ်ဆိုတော့အဲ့ဒါကိုသူတို့ရွာသားကိုခေါ်တယ်ခေါ်ပြီးတော့ အပင်းတပင်းလှဲခိုင်းလိုက်တယ်ချိန်ဆွဲနဲ့လှဲခိုင်းပြီးတော့ရေကိုကန့်လန့်ခံလိုက်တယ်ခံပြီးတော့အဲ့မှာဟိုဘက်ကပြောကျူးနှချောင်းတားတယ်ကျူးနှချောင်းတားပြီးတော့ကျွန်တော်တို့ဟိုဘက်ကူခိုင်းအဲ့ဒါကျွန်တော်တို့ကဥူးတာပေါ့ဥူးတော့ကျွန်တော်ရှိရအက်ကောင်ရှိနေကောင်အပေါ်ဆွဲတက်တဲ့ချိန်မှာပြုတ်ကြတယ်အမှလည်းပြုတ်ကြသွားတော့ကိုယ်လည်းမလိုက်နိုင်သူတို့လည်းမလိုက်ရေကတော့တားထုံးမရှိပါဘူးအမှလည်းတယောက်သိတယ်တနက်လည်းပါသွားတော့နော်ကျွန်တော်တို့ဆိုရင်တော်ထဲမှာအဲ့လိုစင်တနက်တွေအတိုင်းပဲပြတ်ထုတ်တာပေါ့ ိုလိုပလတ်တွေကြီးပဲအကောင်လုံးကြီးလိုက်ပိုလိုပလတ်တွေကြီးပဲတနတ်တွေဆိုရင်ကြည်သာတခြားတနတ်ကတခြားအဲ့လိုပါပဲအဲ့ပစ္စည်းတွေကိုကျွန်တော်တို့တနေရာမှာပေါ့ထားပြီးပစ္စည်းတွေအကုန်ဆက်နဲ့ပတ်သက်လို့ဆိုရင်အကောင်လုံးပေါ့နော်ကျွန်တော်တို့ထွေတာပေးရတယ်သူတို့ကတော့ကားလေးနဲ့ကဲတိုက်တယ်နောက်ကြတော့ကျွန်တော်လည်းစင်မပြေတော့ဘူးလေတငယ်ချင်းတွေကိုညှိတယ်အဲရောအားလို့တော့ဒီညတော့ပြီးမယ်မင်းတို့လိုက်မလားဘူးတော့နဲ့အေးလိုက်မယ်မူးတော့တော့လိုက်မယ် ောင်းအေးလိုက်ရင်လည်းလိုက်ဒီနေရာမှာမှကွန်ရမကောင်းတယ်ညမှမကြည့်တော့ဘူးဒုတိယဘက်ဆိုတော့အကောင်လုံးလွတ်မယ်ကျွန်တော်တော်လိုင်းရဲပေါ်ကြီးလည်းရှိတယ်ပေါ့ကျွန်တော်အားအေးလိုက်မှာအဲ့နဲ့ကျွန်တော်ခေါ်တယ်ဒါမှမဟုတ်ကောင်းလည်းမလိုက်တော့ဘူးနောက်ကြတော့လိုက်တဲ့ကကျွန်တော်တယောက်တယ်ဒွာထဲမှာကြတော့ကျွန်တော်တို့ကင်းချတာတာဆိုတော့ပတ်ချလဲမှာ၄၅နဲ့၄၄၄ပေါ့၄၄ရအစွန်မှာကျွန်တော်တို့က၄၅ဆိုတော့ဒီဘလုံးပတ်ထားတယ်အဲ့တော့ကျွန်တော်ဆက်ပြေးလို့မလုပ်ဘူးမလုပ်တော့ကျွန်တော်ကတော့ကျွန်မပုံနေတယ်သူတို့ ွာသားတွေရဲ့အကာအကွယ်ပေါ့ကတော့ချင်းကျူတာတဲ့သူတို့လိမ်ညာနေဘုံနေလာကျဲလို့သိရင်အကျင်းနဲ့မှပုံမဲ့ဆိုတဲ့အနေထားနဲ့သူတို့တူးတာတဲ့ကျင်းကျင်းဟောင်းမို့ဗျအဲ့ဒါမှကျွန်တော်၂ရက်လောက်ကြာပုံနေခဲ့၂ရက်လောက်ကြာမှသူတို့ကတနတ်ကျွန်တော်မယူပါဘူးဗျတနတ်ထားခဲ့တယ်တနတ်ထားခဲ့တော့သူတို့ကျွန်တော်တိတ်လိုက်မချအောင်လို့နော်အဲ၂ရက်လောက်နေတော့သူတို့လည်းလက်သွားတယ်ကျွန်တော်ကဖတ်မပြီးသေးပဲနဲ့အဲကတော့ကျင်းနဲ့မှပုံအဲဖိုးကြီးကိုပြန်သွားတယ်ဖိုးကြီးကိုသွားတဲ့ခါကျတော့ဖိုးကြီးကတော့ဝမ်းသာဟာကောင်းနေမင်းမသွားသေးဘူးလားပေါ့မသွားသေးဘူးကျွန်တော်ပုံနေတယ်ပေါ့ အေးအဲ့ဒါဆိုလို့ဆိုရင်တော့မင်းဒီကနေပြီးတော့တန်းတန်းသွားညာဘက်ကိုကိုယ်အမလိုင်းရှိတယ်မီးရိုးတွေကကြည့်ပြီးတော့သွားတဲ့လမ်းမောင်းညိုပေးလိုက်တော့လမ်းတန်းတန်းသွားပေါ့ဟုတ်ကဲ့အဘခုနကကျွန်တော်စကားပြောနေတာပေါ့ပြောနေရင်လည်းလူကြီးနှစ်ယောက်သူ့လာခေါ်ပါတယ်ချိန်မကောင်းဘူးပေါ့နော်စစ်တပ်ကတူတကြောပြန်လာအောင်မယ်လို့ပြောတယ်တဲ့လေးရလေးနဲ့လေးရငါနဲ့အဲ့တော့ဖိုးကြီးကိုသူတို့နှစ်ယောက်လာခေါ်ပါတယ်လာခေါ်တော့ကျွန်တော်မဟုတ်ဖို့ပြေးလိုက်တဲ့လူအေကအဖိုးရကြက်နေခဲ့တယ်ဗျ ကျွန်တော်မဟုတ်ဘူးထုတ်ပေးနေတော့မှအဲ့လိုရကျွန်တော်မှတ်မိတယ်။သူသွားတော့မှကျွန်တော်ကလည်းကြည့်လိုက်တဲ့အခါကျဘိုးကြီးအဲ့ရကြည့်တဲ့အခါကျလွဲကြံနေခဲ့တယ်။ကြည့်လိုက်တော့သူ့ရဲ့အပုံလေးနဲ့ပတ်စံတသိန်း7တောင်မှကြံနေခဲ့တယ်။တသိန်း7တောင်ကြံနေခဲ့တယ်။အဲ့ကျွန်တော်ကြည့်လာခဲ့ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်မယူလက်သူများယူမှာပဲလေ။အဲ့ဒါကြောင့်လို့အဘောက်လည်းတောင်းမှပါတယ်။အဲ့ကညာဖျားရွာသားတွေလည်းကျွန်တော်တောင်းမှပါတယ်လို့။တောင်းပါလေ။အနေနဲ့အများပါဗျာသူများကတော့အများပါ ကျွန်တော်တော့အတုတွေပါအစစ်တော့မရဘူးပြအတုတွေပဲရလာခဲ့ပါတယ်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးမြောက်ကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်